နုနေသားသမီးတွေအတွက်တပတ်စာတဲတော့ကန်ဒီမှာကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်။တနုနေသားသမီးရဲ့ယခုချိန်ယခုကာလမှာတော့တူတဲ့တယောက်တည်းတစွထိုးဆုံးဖြတ်ချက်တွေကိုလုံးဝလုံးဝရှောင်ကျဉ်တဲ့အချိန်ဖြစ်ပါတယ်။အားမစိုးကောင်းအေးထားပြီးတော့လုံးတဲ့အချိန်ဖြစ်ပါတယ်။အမှားတွေ့တဲ့ကာလဖြစ်ပါတယ်ဗျ။ဘုရားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ရွှေဝင်လာဖို့ရှိပါတယ်ဗျ။မိတ်ဆွေပေါင်းတဲ့က အီဥအေဩအောင်လို့အေးလို့ဤလို့ပါတဲ့သူတွေကိုယ့်ကိုကောင်းကျိုးပေး၎င်းတို့နဲ့ပူတွေပေါင်းဆက်တဲ့လို့တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်ပြတတိထားမင်းင်းနဲ့နေရတော့စစစစညာနာမည်ပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါတာသမီနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တဲ့ရင်ရအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရ ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ1 month တလအတွင်းဝယ်ပါဗျ။ရန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်ဗျ။ခြေရင်နဲ့ပတ်သက်တဲ့ကိစ္စ၊အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စမိမိရဲ့ချစ်သူမိမိရဲ့အိမ်တော်ဘက်တွေကကိုယ့်ရဲ့မှားွက်တွေကိုမျက်စိတောက်ထောက်ကြည့်နေတာမျိုးတွေကြုံရတဲ့အခြေအဖြစ်။ဇမိုင်းနဲ့ပတ်သက်တဲ့ကိစ္စ ဒူးရခြင်းဒူးကခြင်းဖြစ်တဲ့လေနားလိုနှာခေါင်းလိုနှလုံးလိုနဲ့ပတ်တဲ့ရောဂါတွေဖြစ်တဲ့ပါလေခံစားရတဲ့ပါဘုရားဘာသာကိုးကွယ်တယ်ဆိုရင်တော့ဒိဋ္ဌံပြီးတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့လောကာဝီတူအောင်ပြီဆိုပြီးတော့တနေ့ကိုပတိလေးဘက်စိတ်ကမှာဖြစ်ပါမိမိရဲ့ကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ90ရာခိုင်နှုန်းရှိပါ လလဘာနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့900လို့9000လို့5000လို့5သိန်းလို့3900လို့3900လို့3900လို့ဝင်လာထက်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ Sky Blue လို့ခေါ်တဲ့အပြာနုရောင်လေးတွေဝစ်စင်ခြင်းအားဖြင့်ကိုယ့်ဘက်ကနေကန်တာစီးရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်ဗျာ တဲ့တော့ရတဲ့အခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့မိမိယုံကြည်တဲ့မဲတော်တပါးပါကို ကော်ဖီနှစ်ခွက်၊ကိမုန်နှစ်ချက်၊အမွှေးတိုင်နှစ်တိုင်၊ဖျောင်းတိုင်နှစ်တိုင်ကတ်လူပူဇော်လှူဒန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စတာညံ့ခိုက်တီပြေပြောင်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေကြောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ လူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျမြစ်တာဘုစုတောင်းပေးခြင်းလို့ပါလည်းလာတာတမီးတွေအတွက်တပတ်စာတဲတော့ကကြပါဦးဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်လည်းလာတာတမီးကဒီချိန်ဒီကာလမှာတော့ကိုလုံးမယ်လို့ရည်ရထားတဲ့တွေရဲတင်းလို့ပါအင်နိုင်အတိုင်းလို့ပါ လောကကိုကြွေးကြော်ပြီးတော့လောက်ပါကံစားတာကိုတဖန်ပြန်ပြီးတော့မျက်နှာသာပေးတဲ့အချိန်ုံရှောက်လို့နေပါလေဗျဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စဒီမှာဆက်ပစ္စည်းအသစ်ဝင်ခြင်းစိန်တဲ့ပစ္စည်းအသစ်ဝင်ခြင်းတွေကြုံရတဲ့ကာလဖြစ်ပါမိမိမိတ်ဆွေပေါင်းနေတဲ့ဟာကာခကကံကနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့အလုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့် တတိထမင်းဒီနဲ့နေရာတော့ရှာရှာလာဝပါတဲ့သူတွေတတိထရှောင်းကျင်ရမှာဖြစ်ပါတယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရပါဘူး။အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စတည်တည်ချာချာစောင့်ကြည့်နေဖို့လိုအပ်ပါတယ်။ဟာဝယ်ဖို့ရည်ရထားတဲ့သူတွေ15ရက်ကျော်မှဝယ်ပါဗျ။ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာမိမိရရှမ်းလို့တော်လည်းပဲကိုယ်ရှမ်းလို့တဲ့သူတိုက်ခိုက်တဲ့သူ စောင်းမြောက်တဲ့သူ၃ယောက်ရှိပါတယ်ဗျခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတာယာချင်းပျော်ရှင်ချင်းကျဉ်းနူးချင်းပြိုင်စံခီးတွေတော့ချင်းတွေကြုံရတဲ့အချိန်ဖြစ်ဒါမှရင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့နှလုံးအောင့်နာတွေဖြစ်တတ်ပါတယ်။ဘယ်ဘက်တစ်ချမ်းအောင့်နာမျိုးတွေခံစားရတတ်ပါတယ်။ရှင်ဘက်အောင့်နာမျိုးတွေကြုံရတတ်ပါ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဂုံတော်ကိုးပါပတိကိုးပဲစိတ်ကမှာပဲဖြစ်ကိုယ့်ရဲ့ကံတရားအကောင်းဘက်ကိုဥတီ၍လျားနေတာအိတ်ဒီပါစင်ရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးရတော့၄00လို့၄000လို့၄000လို့3040လို့3400လို့3000လို့3400လို့ဝင်လာတတ်တဲ့အချိန်ဖြစ် တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါရောင်တို့အပြာရောင်တို့ပါတော့အဝိစားတွေကိုဝိစင်ခြင်းအားဖြင့်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွန်လန်ကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်တော့ရတဲ့အတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကျွေးပကံများတစ်ချက်ထဲမှာတခွားသီး6လုံးထည့်ပါပြက်ဘေးနားမှာအမွှေးတိုင်း6တိုင်းစိုက်ပါမြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒါန်းပါ ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ကံစားတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျ။ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ။လူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီနေဘယ်နိုင်ငံနေကြည့်ရှုအားပေးနေလဲဆိုတော့ကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျမြစ်တာဘူး ဆူတောင်းပေးခြင်းလို့ပါအင်္ဂါတာတမိတွေအတွက်တပတ်စာတဲတော့ကံကြပါဘူးဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်အင်္ဂါတာတမိရဒီချိန်ဒီကာလမှာတော့သူတင်ကိုတင် ပြောရဆိုရရှင်းရတင်ရစာကိစ္စတွေပေါ်တတ်ပါလေမိမိရဲ့အောင်မြင်မှုမိမိရဲ့တိုးတက်မှုမနာလိုလို့တပုတ်လွေလင်းပြောတဲ့သူတိုက်ခိုက်တဲ့သူတွေများနေတဲ့ကာလဖြစ်ပါ ဘုရားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့ရွှေဝင်လာမှုရှိပါတယ်ဗျမိတ်ဆွေပေါင်းနေတဲ့ကကခကကငါနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်ဗျတတိဒါမဲ့နေ့နဲ့နေ့ကတော့စစစစညာနာမည်ပါတဲ့သူတွေတတိဒါရှောင်ကြရမှာဖြစ်ပါတယ်သာကိနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ် အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်သတင်းရကားဝယ်ဖို့ရည်ရထားတဲ့သူတွေ6ရက်အတွင်းဝယ်ပါဗျရန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မြင်ရှိတယ်။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စနားလည်မှုတွေလွဲတက်တယ်။ဘာရမုတ်ပဲနဲ့ဂျားလူတို့ကဝင်ရောက်နှောက်ယှက်ချင်းကြောက်ကိုယ်တွေနှစ်ယောက်မှာနည်းနည်းချင်းဆိုင်လို့မရတဲ့ကိစ္စတွေပေါ်လာတတ်ပ ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စခြေတော်အောက်ပိုင်းနဲ့ပတ်သက်တဲ့ယောဂဥကောင်းပိုင်းနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တပါလေခံစားတတ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပလီတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ဘဂဝါအောင်မီဆိုဒီနေ့ကိုပတိ၅ဘက်စိတ်ကမှာဖြစ်ကိုယ့်ရဲ့ကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ75%ရှိပါ လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့နှစ်ကနန်းကိုကြောင်းပြူတော့ဝင်ပါလိမ့်မယ်200လို့2000လို့2000လို့2သိန်းလို့3000လို့3200လို့3200လို့3200လို့ဝင်လာတတ်တဲ့အချိန်ဖြစ်တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါနုတို့အပြာနုတို့ပါတဲ့ဝတ်စားတွေကိုဝတ်ပါတဲရရရတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တောက်တော်ရေရှည်တဲ့ရှစ်ခွက် အမွှေးတိုင်း၈တိုင်ဖျောင်းတိုင်း၈တိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူချင်းမျိုးမှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရှောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျာ လူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မြို့ဘယ်တိုင်းဘယ်ရက်ကွယ်ဘယ်ပြည်နယ်ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျမြစ်တာဖို့ဆူတောင်းပေးခြင်းလို့ပါဟောတဘူးသားသမီးတွေအတွက်တပတ်စာတဲတော့ကြည့်ပါဦးဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်ဟောတဘူးသားသမီးရဲ့ယခုချိန်ယခုကာလမှာတော့သူရင်ကိုရင်ပြောရဆိုရရှင်းရလင်းရစာကိစ္စတွေပေါ်တတ်တဲ့ကာလဖြစ်ပ ကိုရန်လိုတဲ့သူတွေဝိုင်းနေတတ်တဲ့ကာလလည်းဖြစ်ပါလေဗျ။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စ sorry ပါဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စရွှေဝင်ခြင်းရွှေထွက်ခြင်းဆိုတာဖြစ်တတ်တဲ့ကာလပဲဖြစ်ပါလေ။ရွှေဟောင်းနေထွက်မယ်ရွှေတက်တွေဝင်မယ်။မိတ်ဆွေပေါင်းတဲ့ကစစစစညာနာမည်ပါတဲ့သူတွေကိုကောင်းချိုးပေး။၎င်းတို့နဲ့ဘူးတွေပေါင်းဆက်တဲ့လို့ဒီစင်ပြေမဲ့အောင်မြင်မယ်။ တိထားမဲ့နေနဲ့ဒီကာခကကငါနာမည်ပါတဲ့သူတွေတတိထားရှောင်ကြံမှာဖြစ်ပါတယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရပါဘူး။အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စခြေောက်လေးတွေဒူးကောင်းလေးတွေထိကြိုက်တယ်ရတတ်ပါတယ်။ကားဝယ်ဖို့ရည်ရထားတဲ့သူတွေလေးရက်ကျော်မှဝယ်ပါဗျ။ရန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့မိမိရရှမ်းမလို့တော့လည်းပဲကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့တိုးတက်မှုမနာလိုလို့ ရှန်နေဝိုင်းနေတဲ့တဲ့ကာလဖြစ်ပါလေဗျခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်ောင်ကြီးနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းတွေကိုထားခဲ့ပြီးတော့အစ်စ်တွေနဲ့ရှေ့ဆက်ကတက်တဲ့ကိန်းကနဲမျိုးရောက်လို့နေပါလေကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စအရေးပြားရာရင်နဲ့ရောဂါတွေဖြစ်တဲ့ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဂုံတော်ကိုးပါပရိကိုးဘက်စိတ်က ဗန်တရားကောင်းဘက်ကိုဥတီပြောင်းလဲနေတာ100%ရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စ9ခန်းကိုအကြောင်းပြုပြီးတော့ဝင်ပါလိမ့်မယ်900လို့900,000လို့900,000လို့900သိန်းလို့သိန်း900လို့သိန်း900လို့သိန်း9000လို့ဝင်လာတက်တဲ့ကာလဖြစ်ပါတပတ်သာလက်ကြီးကလာကိုညွန်ကြပြဆိုရမယ်ဆိုရင်တော့အနီရောင်ပါတော့ဝစ်စာတွေကိုများများဝစ်ပါ ဝိစဉ်ချင်းအားဖြင့်ကံစားစီရမယ်ကံခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မဲ့တက်ဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်တော့ရတဲ့အတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ပေါင်မုတ်ထောဘတ်တုံ၅ချက်အမွေးတိုင်း၅တိုင်းမြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ကြည်ပြေပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျာလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွယ်ဘယ်ပြီးနေဘယ်နိုင်ငံနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျာမြစ်တာဘူးဆူတောင်းပေးခြင်းလို့ပါဂျာတာရီတာတမ်ကြီးအတွက်တပတ်စာတဲတော့ကံညီမကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်ဂျာတာပလေးတာတမ်ကြီးရခုချိန်ယခုကာလမှာတော့ ပြည်တွင်းပြည်ပခီးတွေတွားတက်တဲ့ကာလဖြစ်တယ်။အိုဘာစီးခီးတွေတွားတက်တဲ့တောင်တန်းတွေရှိတဲ့နေရာလေးကိုခီးတွားတာမျိုးကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်ဗျ။ဟောစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ဆက်ပစ္စည်းအစ်စ်ဝင်ပါလိမ့်မယ်၊စိန်တဲပစ္စည်းအစ်စ်တွေဝင်လာပါလိမ့်မယ်ဗျ။မိတ်ဆွေပေါင်းတဲ့ကစားစားစစညာနာမည်ပါတဲ့သူတွေကိုကောင်းချိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေအောင်မြင်မယ်ဖြစ် တတိထားမဲ့နေ့နဲ့နေရာတော့ရှားရှားလာဝပါတဲ့သူတွေတတိထားမှာဖြစ်ပါတယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စကလေးငယ်တွေဆိုရင်ဂယုဆိုင်ပါ။ခလီကနေပြုတ်ကြတာလို့အမြင့်ကနေပြုတ်ကြတာလို့ခြေချော်လဲတာလို့ဖြစ်တယ်။ဟောလငယ်သားနဲ့ပတ်သက်တဲ့ကိစ္စသူတွေထွက်တန်ယူလေးတွေဖြစ်တယ်။ကာဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ16ရက်ကျော်မှဝယ်ပါဗျာ။ ရန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေရအောင်တွေ့ရပါဗျ။ချိန်နဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စနှစ်ယောက်ဖြစ်တတ်ပါတယ်ဗျ။ဆရာမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေထိုးမယ်လေရောက်မယ်ဝင်းလျှော့မယ်ဝင်းချုပ်မယ်ဝင်းပြက်မယ်။လေကိုအကြောင်းပြုတဲ့ယောဂါလေးတွေဖြစ်တတ်ပါ ဘုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တတ္တေဝမနုဿန်တဲ့အောင်ပြီးဆိုတနေ့ကိုပတိခုနှစ်ပတ်စိတ်ကဖြစ်ဒီမြေကန်တဲ့အကောင်းဘက်ကိုဥတီပြောင်းလဲနေတာ75%ရှိလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့ရှစ်ကနန်းကိုအကြောင်းပြုပြီးဝင်လာပါလိမ့်မယ်ရှစ်ရာလို့ရှစ်ထောင်လို့ရှစ်တောင်းလို့ရှစ်သိန်းလို့ တင်းရှစ်ဆယ်လို့တင်းရှစ်ရာလို့တင်းရှစ်ထောင်လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။တပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်။ဆိုရင်တော့အနဲ့ရောင်ပါတော့ဝစ်စာတွေကိုဝစ်စင်ပါဝစ်စင်ခြင်းအားဖြင့်ကန်တာစီးရမယ်၊ကန်ခွန်းလန်းကောင်းရမယ်။ကိုပြောတဲ့စကားတွေအောင်မတဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်။ဒါတော့ရတဲ့အတခုကိုညွန်ကြားပြဆိုရမယ်။ဆိုရင်တော့ ဒီပကံများတစ်ချက်တည်းကိုတံမြာသီး6လုံးထဲပါဒီမှာပြီးမှာမှုတိုင်း6တိုင်းဆိုင်ပါမြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျာ လူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီနဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတော့ကိုလည်း comment box မှာရှင်းပြခဲ့ပါဦးဗျမြစ်တာဖို့ဆူတောင်းပေးခြင်းလို့ပါဥဒါသားသမီးတွေအတွက်တပတ်စာတဲတော့ကညီမတို့ဖတ်ကြားပြဆိုပေးမှာဖြစ်ပါသောကြသားသမီးတွေဒီချိန်ဒီကာလမှာတော့အလုတ်ပြောင်းနေရာပြောင်းအိမ်ပြောင်းအဲ့ရနေရာထိုင်ခြင်းပြောင်း တိုက်ခန်းပြောင်းရှာတူးပြောင်းဌာနာပြောင်းနေကြုံရတဲ့အချိန်ဖြစ်ဟုတ်သားပစီနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တည်တည်ဖွဲ့ဖွဲ့ရဆိုရင်တော့ထီးတို့ဖနက်တို့နာယူအထယ်လေးတို့ဝင်ပါလိမ့်မယ်ကြီးကြီးမားမားတဲ့ရဆိုရင်တော့ဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်လာပါလိမ့်မယ်ဗျမိတ်ဆွေပေါင်းတဲ့ကရရလဝပါတဲ့သူတွေကိုကောင်းကျိုးပေးတယ် ၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေအောင်မြင်ပါလိမ့်မယ်ဖြစ်ထွန်းပါလိမ့်မယ်သတိထားမယ်နေ့နဲ့လေးမှားလိုက်ပါတာဟာနာမည်ပါတဲ့သူတွေသတိထားရှောင်ကြံမှာဖြစ်ပါဒါသမီးနဲ့ပတ်သက်တဲ့ကိစ္စရှင်နဲ့နီးစပ်ပတ်သက်တဲ့နေရာတွေကိုတွားချင်းကိုလို့ရှောင်ကြံမှာဖြစ်တယ်အောက်လက်ငါးသားနဲ့ပတ်သက်တဲ့ကိစ္စဒူးကောင်းလေးတွေခြေတော်လေးတွေထိခိုက်တန်းရတဲ့ ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ18ရက်အတွင်းဝယ်ပါဗျ။ကားကောင်းကားတန့်ကားတစ်ကိုပိုင်ဆိုင်ရမယ်အချိန်ဖြစ်ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့မျိုးသမီးတူကကိုယ်ရှမ်းလို့တာတို့တိုက်ခိုက်တာတို့စောင်းမြောင်းတာတို့ရှိပါခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတယောက်နဲ့တယောက်ညှိလို့မရနှိုင်းလို့မရတဲ့ဆိုတဲ့ကိန်းကနဲ့မျိုးရှောက်လို့နေပါလေဗျာ မျက်နှာချင်းဆိုင်ရှမ်းဖြစ်တယ်ဆိုရင်ကိန်းကလန်မျိုးရှောက်လို့နေပါလေဗျာ။ဇမားကြီးနဲ့ပတ်သက်တဲ့ကိစ္စမူးမယ်မောမယ်နှလုံးအားနဲ့မျက်စိဆန်သက်ကမပါဝါတိုးမယ်ဗျာ။အမျိုးသမီးတွေဆိုရင်တော့ main glee ယောဂါတွေဖြစ်တတ်ပါလေဗျာ။ဘုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ သမန်တန်ဘုဒ္ဓအောင်ပြီဆိုတော့တနေ့ကိုပတိနှစ်ပတ်စိတ်ကမှာဖြစ်မိမိရဲ့ကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ100%ရှိလလဘာနဲ့ပတ်သက်တဲ့ကိစ္စလေးကတော့တရားလို့တထောင်လို့တထောင်လို့တသိန်းလို့တိန်းတရားလို့တိန်းတထောင်လို့တိန်းတထောင်လို့ဝင်လာတဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်ပါတော့ဝိစာတွေကိုဝစ်စင်ခြင်းအဖြစ် ကိုဘက်ကနေကံတာစီရမယ်ကံခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားရအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်တယ်တော့ရတဲ့အတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့လစ်ပူပလင်းတလုံးအဲ့ဒီပုံမှာအစဲရောင်ဖြောင်းနိုင်တဲ့တိုင်းဆိုင်ဒီဘက်ဘေးမှာမွေးတဲ့တိုင်းဆိုင်ပြီးတော့မြက်စွာဖျားကိုကတ်လူပူဆိုလှူဒန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တီပြေပြောက်ပြီး ကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီးနဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတော့ကိုလေ comment box မှာရေးပေးခဲ့ပါဦးဗျမေတ္တာပို့ဆူတောင်းပေးခြင်းလို့ပါစနေသားသမီးတွေအတွက်တပတ်စာတဲတော့ကြံကြပါဦး က်ကြားပြဆိုပြီးမှဖြစ်ပါတယ်။စနေသားသမီးရယခုချိန်ယခုကာလမှာတော့ပြက်ခနဲ့ပြောင်းပြီးတော့ကွက်ခနဲ့ကောင်းစီမဲ့ချိန်လေးကောင်းခွင့်ကကောင်းနေကိုရှောက်လို့နေပါလေဗျ။ရည်ရထားတဲ့လုပ်တွေရဲရဲသာစော်ပြီးတော့ဩစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုတည်တည်ချာချာတင်စီထားဖို့လိုအပ်ပါလေဗျ။တကူကူကညကြပြောင်းခြင်းကပိုက်နိုင်ခံခြင်းနဲ့ကြုံရတဲ့အချိန်ဖြစ်ပါ မိတ်ဆွေပေါင်းနေတဲ့ဟာကခကကန်ကနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လူတွေအောင်မြင်ပါလိမ့်မယ်ဖြစ်ထွန်းပါလိမ့်မယ်။တတိယအမှန်နည်းနဲ့ညာအာဣဥဧဩအောင်လို့ဧတို့ဣတို့ပါတဲ့သူတွေတတိယရှောင်ကြရမှာဖြစ်ပါလား။သာသမီနဲ့ပတ်သက်တဲ့ကိစ္စချိန်ကတည်းကလေးရတတ်တယ်။အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စတွေးထွက်တန်ယုံလေးလေးဖြစ်တတ်တယ်။ ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ73ရက်ကျော်မှဝယ်ပါဗျ။ရန်လေနောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှံမလို့ကိုရှံလို့တဲ့သူတိုက်ခိုက်တဲ့သူတယောက်ရှိနေပါလေဗျခြေနဲ့ပတ်သက်တဲ့ကိစ္စခေနော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စခြေသူကြီးသားတွေကတော့အချင်းနယ်ကျွမ်းအပ်တဲ့ကိန်းကနန်းမျိုးကိုရောက်လို့နေပါလေ အိမ်အောင်ရှင်တွေကတော့ကိုဝင်ဆောင်ကဘင်းရှိပါလေကလေးဝင်ဘင်းရှိပါလေဒါအရင်နဲ့ပတ်သက်တဲ့ကိစ္စရှင်ဘက်တစ်ချမ်းအောင်တတ်တယ်လေထိုးခြင်းလေအောင်ခြင်းဝင်းလျှော့ဝင်းချုပ်ဝင်းပြက်ခြင်းဒါတွေဖြစ်တတ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ တတဒေဝမနုဿတန်နဲ့အောင်ပြီဆိုတော့ဒီနေ့ကိုပတိခုနှစ်ပတ်စိတ်ကပါဖြစ်ကံတရားကောင်းဘက်ကဥတီပြောင်းလဲနေတာ60ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စ6ကနန်းကိုအကြောင်းပြုပြီးတော့ဝင်ပါလိမ့်မယ်900ရာတို့900တောင်းတို့900တောင်းတို့900သိန်းတို့390တို့390ရာတို့390တောင်းတို့390တောင်းတို့ဝင်လာတက်တဲ့အချိန်ဖြစ် တပတ်သာလက်ကီးကာလကိုညွှန်ကြားပြဆိုရမယ်ဆိုရင်အဖြူရောင်တို့အပြာရောင်တို့ပါတော့အဝိဇ္ဇာတွေကိုဝိစင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွင့်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မဲ့တဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်တော့ရတဲ့အတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကောင်းညင်းပေါင်းတပတ်ကံအုံသီးမောက်မောက်လေးဖြူဒီဘက်ပြီးမှာမှုရတဲ့တိုင်းဆိုင်ဖျောင်းတဲ့တိုင်းဆိုင် မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပါဒါဆိုရင်တော့လူချင်းမျိုးမှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျာ လူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီနဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရှင်းပြခဲ့ပါဦးဗျမြစ်တာဘူးဆူတောင်းပေးခြင်းလို့ပါ